မိတ်ဆွေတယောက်ကမေးထားပါတယ်ဆရာသဘီရီတရှရီဒ်ကိုဘယ်နေ့ကနေဘယ်နေ့ထိရွတ်ဖတ်ရမလဲဘယ်သူတွေအပေါ်မှာရွတ်ဖတ်ဖို့တာဝန်ရှိတယ်လဲအနည်းငယ်ရှင်းလင်းတင်ပြပေးပါ بسم الله الرحمن الرحيم ذي الحج لا ي او يعني عرفه ني فجر ا ချိန်ကနေ ذي الحج لا 73ရက်ညရက်အစောအချိန်ထိ နမတ်အချိန်ပေါင်း23ကျင်းတည်တည်ဖရက်စ်နမတ်ပြီးတဲ့နောက်ပိုင်းမှာဒုနယာအလုပ်ငန်းထဲမှာမမွေးလျော်ပဲနဲ့ဒုနယာအလုပ်တစ်ခုခုထဲမှာမမွေးလျော်ပဲနဲ့ဖရက်စ်နမတ်ပြီးတာနဲ့တက်ဘီရီတရှရိကအလ္လာဟူအက်ဘာအလ္လာဟူအက်ဘာလာအီလာဟာအီလာအလ္လာဟူဝလ္လာဟူအက်ဘာအလ္လာဟူအက်ဘာဝလီလာဟီလ်ဟမ်ဒီတက်ဘီရ်ကိုတကြိမ်ရွတ်ဖတ်ခြင်းဟာ अम्यूत आ, आ रहा है अम्यूत आ रहा है मुसलमान अम्यूत आ रहा है अम्यूत आ रहा है अम्यूत मी अम्यूत मी रहा बोमा वाजिब फिर वाजिब ताऊ फिर एरो मुसाफिर फिर जे मुकीम फिर मुसाफिर फिर मुकीम फिर जे एलो बे जमात ने नमाज बो पीड़े दू फिर जे इमाम फिर मुक्तदी फिर एलो बे मुनफरिद तो उठे नमाज बो पीड़े दू फिर जे डाय तयाव डाय बोमा दी तकबीर को दजे यूसुची हाँ वाजिब फिर एरो मिमाना अनी ने में सुन 2025ခုနှစ်အာရဖာနေ့ဟာဂျွမ်မာနေ့ဖြစ်မှာဂျွမ်မာနေ့ရဲ့ဖဂျယ်ပီကနေစနေနေ့က8နေ့ဖြစ်တယ်တနင်္ဂနွေတနင်္လာအင်္ဂါအင်္ဂါနေ့ရဲ့အဆရ်အချိန်ထိနမတ်ပီတိုင်းပီတိုင်းမှာတက်ဘီရီတရှိရီတချင်တချင်ဖတ်ခြင်းဟာမွတ်စလမန်တိုင်းပေါ်မှာဝါဂျစ်တောင်းဖြစ်တယ်အမျိုးသားတွေအနေနဲ့တက်ဘီရီတရှိရီကိုအတန်နဲ့တော့ရုပ်ဖန်ရမယ်အကယ်၍ဂျမအတ်နောက်ကျတော့ဂျမအတ်နောက်ကျတော့လဲမတ်ဘုတ် ရကာတ်လွတ်သွားလို့ဆိုရင်လည်းသူဟာရကာတ်ဖြည့်ပြီးတဲ့နောက်ပိုင်းမှာသူလည်းပဲတက်ဘီရ်တက်ရှိရီကိုရုပ်ဖတ်ဖို့ဝါဂျစ်ဖြစ်တယ်။အဲ့တော့အမျိုးသမီးတွေကတော့အာဟစ်စတာတီးတိုးစွာနဲ့ပဲတက်ဘီရ်တက်ရှိရီကိုရုပ်ဖတ်ရမယ်။အဲ့လိုပဲတဦးတယောက်ကနမတ်ပြီးတဲ့ချိန်မှာသူသူမေ့လျော့ပြီးတော့သူမေ့လျော့ပြီးတော့တက်ဘီရ်တက်ရှိရီကိုမဖတ်ဘဲနဲ့သူပလီပြင်ထွက်သွားမိတယ်။အဲ့လိုပဲသူဒုနယာဝီစကားတစ်ခုခုသူပြောလမ်းမိတယ်။ဒါမှမဟုတ်တမင်တကလေလေလိုက်တယ်သူဝူစုကိုဖြတ်လိုက်တယ်ဆိုရင်အဲ့ဒီသူပေါ်မှာတက်ဘီရ်တက်ရှိရီဖတ်စရာမလိုဘူး။ မေးလျော့ပြီးတော့တက်ပြီးတက်ရှိကိုလွတ်မိသွားတယ်ဆိုရင်အဲ့ဒီသူအတွက်မေးလျော့တဲ့တော့ကြောင့်သူ့ပေါ်မှာဂုဏတော့မရှိဘူးဒါပေမဲ့သူအစ်စတစ်ဖာလောဒီဒီတက်ပြီးတက်ရှိကအမေကဝါကြီးဖြစ်တဲ့တမင်တကာလွတ်တော့ဂုဏကားဖြစ်မှာတမင်တကာလွတ်တော့သူကဂုဏကားဖြစ်မှာအဲ့လိုပဲလူတယောက်ကနမတ်ပြီးတဲ့အချိန်မှာသူမေ့ပြီးတော့သူကိမလာဘက်ကနေရင်ဘက်လှဲ့မိသွားတယ်ကိမလာဘက်ကနေရင်ဘက်လှဲ့မိသွားတယ်ဒုနယာကြီးအလုပ်တူဟူတော့သူမလောက်ရသေးဘူးဆိုရင်ကောင်းတစ်ခုရှိတယ်အဲ့တော့အစ်တရားကတော့ဆင်ကျင်တော့အားဖြင့်တက်ပြီးတက်ရှိဖလာရအောင်